လဲတန်းဆန္ဒပြမှုမှာပါဝင်တဲ့ဘကသအဖွဲ့ဝင်၃ရောက်ကိုကမာရွတ်တရားရုံးတရားခွင်စစ်ဆေးမှုကိုဇူလိုင်လ9ရက်နေ့မှာဒုတိယအကြိမ်မြောက်ရုံးထုတ်စစ်ဆေးခဲ့ပါတယ်ဒီသတင်းကိုတော့ဒေါ်လေးလေးမွန်ပေးပို့ထားပါတယ်ရှင်တတိယနှစ်ကျောင်းသူမပူပူအပါဝင်ဘကတအဖွဲ့ဝင်တွေဖြစ်ကြတဲ့ကိုနန္ဒစစ်အောင်နဲ့ကိုဝင်းကြောင်မူတို့၃ယောက်ကို၁၇ကြိမ်မြောက်တရားရုံးထုတ်လာပြီးဒုတိယကြိမ်စစ်ဆေးကြိမ်မှာမိသားစုဝင်တွေမီဒီယာတွေကိုလွတ်လပ်စွာဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လ၂၅ရက်ကစပြီး တရားဆွဲဆိုခံရသူတွေရဲ့ရှင်းနေတဲ့အူးကတရလိုရဲမှုကိုတရခွင်မေးမြန်းမှုတွေစတင်ခဲ့တာပါ။ကမာရွတ်တရားရုံးကိုမိသားစုဝင်တွေနဲ့အတူလိုက်ပါကူညီနေသူတယောက်ကလည်းသူနားထောင်ခဲ့တဲ့905ခါခွေးပုံမှန်နဲ့ပတ်သက်ပြီးအခုလိုပြောပြခဲ့ပါဗါ။ဘာဖြစ်လို့905ခါခွေးနဲ့ဆွဲရတယ်လဲဆိုတာကိုရှင်းနေဦးထေးကမေးတဲ့အခါမှာဒီဟာကကျွန်တော်တို့အထင်တော့ဒါចောင်းသားတွေကို905ခါခွေးနဲ့ဆွဲတယ်ဆိုတာအမှားကပြီးလို့မရအောင်အညှိုးနဲ့လောက်တာလို့ကျွန်တော်တို့ဘက်ကမြင်တယ်အဲ့ဒါဟုတ်တယ်လားလို့မေးတဲ့အခါမှာ तू က မဟုတ်ဘူးလို့ဖြေတယ်ဒါပေမဲ့အဲ့ဒါဆိုလို့ရှိရင်ဘာကြောင့်ဆက်ရှင်နဲ့မဆွဲဘူးလဲလို့မေးတဲ့အခါမှာတော့သူအဲ့ဒါကိုရှင်းလင်းအောင်ပြန်မပြောနိုင်ဘူးအဲ့လိုဆိုတော့ဒါဟာကျွန်တော်တို့အမြင်ကတော့ဒါမတရားဘူးလုံးဝမတရားဘူးတရားစွဲခံရသူ၃ယောက်ကို DVB ကတွားရောက်မေးမြန်းခဲ့ရာလက်ရှိအချိန်ထိတရားရုံးတရားခွင်အပိုင်းက ချုပ်ချက်ကန့်သက်ထားတာမရှိပေမဲ့တရက်လိုအုပ်ချုပ်ရေးပိုင်းကလာရောက်ထွက်ဆိုတဲ့စစ်ချက်တွေကိုတော့ကျဉ်းနှံ့မှုမရှိဘူးလို့သိရပါဗါးကိုနန္ဒစစ်အောင်ကတော့လက်ရှိတာယောက်ဒီကျင်းထောင်ကနေအနောက်ပိုင်းခရိုင်ကမာရွတ်မြို့နယ်တရားရုံးကိုလာရောက်ရုံးထွက်ရတာကြောင့်တရက်ခွင်မေးမြန်းမှုတွေမှာအချိန်ကတ်သက်ရှိနိုင်တယ်လို့ပြောပါဗါးလက်ရှိဒီဘကတအဖွဲ့ဝင်၃ယောက်ကိုပြီးခဲ့တဲ့မတ်လ၁၀ရက်နေ့လှည့်တန်းကျောင်းသားဆန္ဒပြမှုမှာပါဝင်ခဲ့တာကြောင့် စန့်ကျင်သောအစုအဝေးရုံးရင်းစံကတ်မှုတွေမှာပါဝင်ကျူးလွန်ခြင်းပုံမှန်143 145 149တွေအပြင်နိုင်ငံတော်အကြီးညိုပြည့်စုံမှုပုံမှန်905ခါခွဲရုံးနဲ့ရုံးတင်စစ်ဆေးနေတာဖြစ်ပါတယ်ကျမလေးလေးမောင်မောင်